အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဖိုင်းတဲ့တဲ့ရင်တလာမအောင်ပြန်လဲကြိုးစိုးလိုက်ပါတယ်ခင်ဗျာ။ကိုတင်ဆက်ပေးမယ့်ရုပ်တံပြီးလို့ပိုင်ရတော့စစ်တက်ကမုတ်ဖို့ပြုတ်ကိုအလဲတကူဝင်ရောက်နိုင်တဲ့အကြောင်းတွေကိုပြောတာလဲကြောစိုးရဲ့ရုပ်တံပိုင်းလေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာ။တွဲမမကြိုးစိုးရဲ့အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ဆက်လက်ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတုံးတဲ့ဝေဖန်ပေးကြပါဦးခင်ဗျာ။အားလုံးကိုလည်းဖိုင်းတဲ့တဲ့ရင်တလာမအောင်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ တော့မနေ့ကလည်းကျွန်တော်တို့မင်္ဂလာသတင်းပါဒီကနေ့လည်းမင်္ဂလာသတင်းပါပဲမနေ့ကတော့မနေ့ကတော့ကျွန်တော်ဒီတက်မလို့ဆစ်ချောင်းတွေကမိုးကိုမြူတဲ့ကိုဝင်ရောက်သွားပြီးဖြစ်ပါတယ်အဲ့တော့တက်မလို့ဆစ်ချောင်းတွေမိုးကိုမြူတဲ့ဝင်တဲ့အခါမှာကျွန်တော်တို့မိုးကိုကလည်းတလက်မမမခွာဘူးကျွန်တော်တို့ခံရမယ်ဆိုတဲ့သူတွေမရှိပါဘူးတယောက်မှလည်းမတွေ့ပါဘူးကျွန်တော်ပြောပါတယ်ကျွန်တော်ပြီးခဲ့ရက်ကဥပမာပေးခဲ့ပါတယ်ဒီ TNL နဲ့ PDF ဆိုတာကခွေးပိုင်ရှင်နဲ့ခွေးပါပဲဗျခွေးပိုင်ရှင်ဖြစ်တာက တရနေလေးခွေးရ PDF အဲ့တော့ပထမတော့တို့မိုးကူးမြောက်ရတလက်မမကွာကိုခံချမယ်ဆိုပြီးတော့တို့အလူတွေခံခဲ့ပါတယ်ဟုတ်တယ်ခောက်ခဲ့ကြပါတယ်အတူတည်းတို့တို့ကလည်းတို့ရခဲ့ကြပါတယ်လိန်သွားတာဟုတ်လိန်သွားပြောပြောတိုင်းတော့တော့လိန်သွားတော့အဲ့တို့ထောက်ခံတဲ့သူအလိန်ခံလိုက်ရတော့အဲ့တော့ဒါတို့တို့ထောက်ခံတဲ့သူတွေသိမသိတော့မသိဘူးအလိန်ခံလိုက်ရတယ်ဟိုဘာကြောင့်ဘာကြောင့်လဲဆိုတော့သူကမိုးကုတ်မျိုးကိုကျွန်တော်တလက်မမခေါ်ဘူးကျွန်တော်ခံချမယ်ပေါ့ဗျကျွန်တော်ပေးခဲ့တဲ့ဥပမာခင်ဗျားကိုလည်းအမှတ်ရနိုင်မယ်ထင်ပါတယ် ခွေးပိုင်ရှင်ကသူ့ channel ကိုဒါကျွန်တော်တို့သူ့ဧည့်သည်လာတဲ့ခါမှာခွေးရဟောင်းတော့ဗျာခွေးရဟောင်းတော့ဟောင်းတော့ခွေးပိုင်ရှင်ကဒီခွေးဘာဖြစ်နေရလဲငါလုံးလိုက်ရနားရင်ကြီးတဲ့တော်ဟိုဘက်တော်အောင်ဒီဘက်တော်အောင်မောင်းလဲမောင်းချလိုက်ကောအပြင်ကို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 အမီလေးကိုပြီးထွက်ထွက်ရတယ်လို့ပါပဲဒါဒီပြည်ရပွဲတွေအားကျွန်တော်တို့ပြစ်မှာတော့ဟာကျွန်တော်တို့တလက်မောင်းမခွာဘူးလို့ဘာလို့ညာပြောပြီးတော့တကယ်လဲအတက်မလို့စစ်ကြောင်းနေမနေ့ကလည်းဝင်ရောက်တော့သူတို့ဘာသာမှမကြားလိုက်ရပါဘူး ဒါကျွန်တော်မနေ့အချိန်နေပါဒီနေ့ကတော့ဒီနေ့အချိန်နေတခုရှိပါတယ်ဒီနေ့ကကျွန်တော်တို့ဒီသူဝနောက်ကွဲမှာမြန်မာနဲ့ဆီးရီးယားတို့အုပ်စုဖို့တည်ရင်ကန်းကြတယ်ကန်းကြတယ်အဲနှစ်ကိုနှစ်ကိုနဲ့နှစ်ကိုနှစ်ကိုတည်ကြပါတယ်ဂိုးကွာချချက်အရာမြန်မာတရားအုပ်စုဖို့ဖြစ်သွားတယ်ဘယ်လောက်ပြောစရာကောင်းလဲဒီကနေ့ကျွန်တော်တို့ဒီ YouTube မှာဆိုရင်လည်းပဲမြန်မာနဲ့ဆီးရီးယားအသင်းကိုကြည့်ရလို့ဟာ YouTube မှာနော် YouTube မှာကျွန်တော် live ကြည့်ရလို့ဟာဒီ Facebook မှာကြည့်ရလို့တိုင်းနဲ့ချီလို့ရှိတယ်ဗျမနေဘူးဗျခင်ဗျာ အေးဒီသူ့နာဘောလုံးကွင်းထဲမှာဆိုရင်လည်းပဲကွင်းထဲမှာကွင်းမြေမှာလူတွေအများကြီးပဲတော့ဒီကနေ့ကျွန်တော်မြန်မာသင်းကိုအားပေးတာကအဲတအုပ်စုကကျွန်တော်ကွင်းထဲကိုသွားအားပေးတယ်ကွင်းမြေကိုသွားအားပေးတယ်ဒုတိယတအုပ်စုကကျွန်တော် YouTube ကကြည့်မယ် Facebook ကကြည့်မယ်တတိယတအုပ်စုကကျွန်တော် TV ကကြည့်မယ်နောက်ထပ်တအုပ်စုကကျွန်တော် Radio ကနားထောင်မယ် Radio ကနားထောင်မယ်ပေါ့ဒါဒါဒီဘယ်လိုမျိုးကျွန်တော်သူ့အုပ်စုနဲ့သူနားထောင်ကြတာပေါ့အားလုံးကတော့ကျွန်တော်တိုင်းပြည်ချစ်လို့ပဲဗျတိုင်းပြည်ကိုချစ်လို့ကျွန်တော်တို့အားပေးကြတာ ဲ့တော့အဲ့မှာကျွန်တော်သူနာကွင်းထဲမှာရှိတဲ့ဟိန်းတာပေါ့အားလုံးမြန်မာနိုင်ရမည်ဆိုတဲ့ဟိန်းတာပေါ့ပြီးကျွန်တော်နိုင်ရတော့ချင်းနေတံမြိုင်ဆိုကြတယ်ဒီဟိန်းတာတွေကကျွန်တော်တို့ဒီသူနာကွင်းထဲမှာတွေကြောက်သွားတာမဟုတ်ဘူးကျွန်တော်သူနာကွင်းမှာဒီကျွန်တော်တနိုင်ငံလုံးလွတ်ပြဲတနိုင်ငံလုံးရဲ့အဲ့တနိုင်ငံလုံးရောက်သွားပြီးတော့တကမ္ဘာလုံးကြီးဟိန်းတာသူနာကွင်းထဲကဟိန်းတာတော့သူနာကွင်းထဲမှာတွေကြောက်သွားတာမဟုတ်ဘူးသူကကွယ်မှာရှိတဲ့မြန်မာဘောလုံးပြည်သက်တည်းရဲ့နိုင်ငံတော်ချင်းတည်ဆို့မှုမြန်မာသင်းကိုအားပေးမှုက တူရကွင်းထဲမှာလည်းကျွန်တော်တို့អော်ပြီးဖြောက်ခဲ့တာမဟုတ်ဘူးទីဆိုပြီးဖြောက်ခဲ့တာမဟုတ်ဘူးជួយចော်ပြီးတော့ကျွန်တော်တို့ပြီးခဲ့တာမဟုတ်ဘူးဗျတနိုင်ငံလုံးမှာဒီတကဘာလုံးကိုပြတ်တာဒါမျိုးရှစ်စိတ်ပဲဗျဒါတိုင်းမျိုးချစ်တဲ့ရှစ်စိတ်ပဲဗျလောက်ပြောစရာကောင်းလို့ဗျเนาะဒီလိုမျိုးအခြေအနေဖြစ်ဖို့အတွက်ကမြမအသင်းကတကယ်ကိုကျွန်တော်တို့ခက်ခက်ခဲခဲနေကိုဖြစ်ခဲ့ရပါတယ်အဲ့တော့ကျွန်တော်တမိုင်းမှတ်တမ်းနေရှိပါတယ်ဒီလိုအခြေအနေကျွန်တော်ဒီကနေ့မြင်ွယ်ဒီကနေ့အောင်မြင်မှုကိုကျွန်တော်တို့မြင်တွေ့ရဖို့က 19နှစ်တောင်ကြာခဲ့ပါတယ်။မြမအသင်းကအာရှဗလာခြေစစ်ပွဲကိုပထမဆုံးအောင်မြင်ခဲ့တာကကျွန်တော်တို့ဒီဒီ1900အောင်မြင်ခဲ့တဲ့အချိန်တွေပေါ့ဗျာ။1986မှာတစ်ချိန်ဒါကျွန်တော်တို့အနည်းဆက်ဆုံးပေါ့ဗျာ။ဒီမှာကျွန်တော်မှတ်တမ်းနေပါမှတ်တမ်းနေရဆိုရင်1986မှာတစ်ချိန်2000မှာတစ်ချိန်ပြီးကျွန်တော်2002ခုနှစ်မှာတစ်ချိန်2006မှာတစ်ချိန်2006မှာဒီဒီ2025မှာတစ်ချိန်ပေါ့။ဒါကျွန်တော်တို့အောင်မြင်ခဲ့တယ်ပေါ့ဒါမှတ်တမ်းမှာဖော်ပြတာ။ ်တမ်းမှာဖော်ပြခဲ့တာအခုလက်ရှိနောက်ဆုံးပေါ့နောက်ဆုံးကကျွန်တော်အောင်မြင်ခဲ့တာက2006 2006မှာအောင်မြင်ခဲ့တယ်19နှစ်ဝေးกว่าခဲ့တယ်2025မှာပြန်ပြီးအောင်မြင်ခဲ့တယ်တော့ဒီကလေးငယ်တွေရပဲဒီဒီဒီယူယူဆက်ခွန်အသင်းသားတွေကအဲသူတို့ကျွန်တော်တို့မြင်ရင်လည်းမျောလင့်ချက်ပေါ့ဗျာပျော်ရွှင်မှုကိုသူတို့တမိုင်းနဲ့ရှိပြီးသူတို့ပေးဆက်ခဲ့ရတာဗျာဘလောက်ပျော်ရွှင်ကောင်းလဲဗျာကျွန်တော်တို့ရှိမှရှိမှကံခဲ့တယ်သူတို့မနိုင်ခဲ့ဘူးအုပ်စုနဲ့ပြုတ်ခဲ့တယ်အုပ်စုနဲ့ထွက်ခဲ့ရတယ် တကယ်လို့ကျွန်တော်တို့ကိုယ်တိုင်အောင်ပွဲခံနိုင်ခဲ့ပြီမြန်မာအလံကိုကင်ပြီးတော့အောင်ပွဲခံနိုင်ခဲ့ပြီအမှားရှိရရှိမြန်မာမြန်မာနိုင်ငံသူမြန်မာအသင်းသားတွေပေါ့မြန်မာမြန်မာမြန်မာပလေယာတွေကလည်းနိုင်ငံတော်အလံကိုလွှမ်းခြုံပြီးတော့ဒါအားပေးခဲ့ကြတယ်ပြီးကျော်ဒဏ်ရာရရှိခဲ့တဲ့မြန်မာအားသားတယောက်ကိုပခုံးပေါ်တင်ပြီးတော့အတူတူပဲကျွန်တော်တို့အောင်ပွဲခံခဲ့ကြပါတယ်ပြီးလည်းပဲကျွန်တော်တို့ဒီကွင်းထဲမှာရှိတဲ့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေပေါ့နိုင်ငံနိုင်ငံသားတွေမှာအရွယ်ဆုံးပါအတူတူလေးမှဒီကျွန်တော်လူလပိုင်းလူလပိုင်းမှလူကြီးပိုင်းအရွယ်ဆုံးပါ ွေးရုပ်အပြည့်ပါပဲ။ဒါသူတို့ရဲ့တဖူးစီမှာဆိုကျွန်တော်မြန်မာမြန်မာနိုင်ငံပြီဆိုတော့ကျွန်တော်တဖူးစီတွေစီးတယ်။ပြီးကျွန်တော်မြန်မာလန်အသေးလေးတွေနဲ့ကျွန်တော်ခွေရမ်းတယ်။ပြီးကျွန်တော်မြန်မာလန်အကြီးကြီးတွေအကြီးအရွယ်ဆုံးမျိုးစုံနဲ့ကျွန်တော်အားပေးကြတယ်။ဒီအားပေးတာကကျွန်တော်တို့ဒီသူဝနာကွယ်မှာဒီတနင်္ဂနွေလုံးတနင်္ဂနွေလုံးမှာဒီကျွန်တော်တို့ဒါတကဘာလုံးကိုကျွန်တော်တို့တွင်ခဲ့ဟေးခဲ့တာဖြစ်ပါတယ်။ဒါနဲ့ထပ်တူပါပဲကျွန်တော်တို့ဒါဒီထက်ထပ်ပြီးတော့ဒီမင်္ဂလာသတင်းတွေလည်းရှိပါတယ်။ဒါကတော့ဒီမြန်မာ မြန်မာယူဆက်ခွန်အသင်းကိုဒါမြန်မာယူဆက်ခွန်အသင်းကိုကျွန်တော်တို့ဒါတက်ချုပ်ကြီးပေါ့ဗျာတက်ချုပ်ကြီးရနေပြီးတော့ကျပ်သိန်းတစ်ထောင်ကျပ်သိန်းတစ်ထောင်ဂုံပြူခဲ့ပါတယ်ဒါလည်းကျွန်တော်တို့ဘလောက်ပြောစရာကောင်းလဲဗျာဒါတက်ချုပ်ကြီးရနေပြီးတော့ကျွန်တော်တို့ဂုံပြူခဲ့တာပါကျပ်သိန်းတစ်ထောင်ဖြစ်ပါတယ်အဲ့တော့ဒီမြန်မာမြန်မာဒီမြန်မာအသင်းနဲ့ပတ်သက်ရင်ကျွန်တော်တို့2000 2010ကနေ2015ပေါ့ဥပဒေဆိုရလက်ထက်ပေါ့ အဲ့မှလည်းကျွန်တော်တို့အောင်မြင်မှုမရခဲ့ဘူးပြီးရင်ကျွန်တော်တို့2015ကနေ2020မှာလည်းအောင်မြင်မှုမရခဲ့ဘူးဗျာပြီးတော့ဒီအဲ့ဒါဥပမာအစိုးရပေါ့ဒီလက်ရှိဒီတက်မတော်ဥဆောင်တဲ့အစိုးရပေါ့တနည်းအားဖြင့်တက်ချုပ်ကြီးဥဆောင်တဲ့အစိုးရပေါ့ဒါတက်ချုပ်ကြီးဥဆောင်တဲ့အစိုးရမှာအဲလက်ထက်မှာဒါကျွန်တော်တို့အောင်မြင်မှုရတယ်လို့ပြောမှာဖြစ်ပါတယ်အဲ့တော့ဗျာကျွန်တော်ဒီမြင်ကွင်းနေကြည့်ပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့အပြောင်းလဲကျွန်တော်နိုင်ငံရဲ့တွန်းအားတွေကိုကျွန်တော်တွန်းအားတွေကကျွန်တော်တို့ကိုယ်တိုင်တွန်းအားပေးရမှာဖြစ်ပါတယ် တယောက်ကိုတယောက်ကျွန်တော်တို့အပြစ်တင်နေလို့မရပါဘူးသူကြောင့်ငါကြောင့်အပြစ်မတင်ပါနဲ့ကျွန်တော်တို့နိုင်တဲ့စီရနဲ့ကျွန်တော်တို့ဝင်ပြီးတော့ကျွန်တော်ထမ်းပါမယ်ကျွန်တော်တို့အထင်းချောင်းတစ်ချောင်းနိုင်ထင်းချောင်းတစ်ချောင်းထမ်းမယ်ဗျာဝန်လုံးတစ်လုံးနိုင်ဝန်လုံးတစ်ချောင်းထမ်းပြီးတော့ကျွန်တော်တီဆောက်ကြမှာဖြစ်ပါတယ်တီဆောက်ကြမှာဖြစ်ပါတယ်အဲ့တော့ခင်ဗျားတို့လည်းဒီနိုင်ငံနဲ့ထွက်ပြေးမဲ့သူတွေမဟုတ်ဘူးကျွန်တော်တို့လည်းဒီနိုင်ငံနဲ့ထွက်ပြေးမဲ့သူတွေမဟုတ်ပါဘူးကျွန်တော်တို့ဒီနိုင်ငံမှာအေးတူပူများရှိမဲ့သူတွေကြီးပဲသူတွေကြီးပဲအဲ့တော့ဒီလိုမျိုးပဲသူ့နောက်ဘောလုံးဝင်ကိုကျွန်တော်အားပေးခဲ့တယ်လို့ပေါ့ကျွန်တော်တို့ ကျွန်တော်နိုင်ငံအရေးကြီးတဲ့အပြောင်းလဲဖြစ်တဲ့ရွေးကောက်ပွဲပေါ့ရွေးကောက်ပွဲကိုလည်းကျွန်တော်တို့နိုင်ငံနိုင်ငံသားတွေဒီလိုမျိုးကျွန်တော်တက်ညီလက်ညီနဲ့အပြောင်းလဲကိုလုပ်မယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့အခြေအနေတရက်ကိုကျွန်တော်တို့ဒါရောက်ရှိလာမှာဖြစ်ပါတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ရင်ကျွန်တော်မဲပေးကြပါမဲပေးဖို့လိုတယ်ဒါမှကျွန်တော်တို့လက်ရှိဖြစ်နေတဲ့အခြေအနေတွေလက်ရှိနိုင်ငံတော်မှာကြုံတွေ့နေရတဲ့အခက်အခဲတွေနိုင်ငံတော်ကရင်ဆိုင်နေရတဲ့အခြေအနေတွေကိုကျွန်တော်တို့ဒါကျွန်တော်တွေအားနဲ့ကြော်လွားနိုင်မှာဖြစ်ပါတယ်ကြော်လွားနိုင်မှာဖြစ်ပါတယ်ကျွန်တော်ဒါကြောင့် ရွှေကောက်ပွဲမှာလည်းကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအားပေးကြပါတိုင်းပြည်ချစ်ဖို့လိုတယ်ဗျတိုင်းပြည်ချစ်ဖို့ချစ်ကြမယ်ကျွန်တော်ဗဲနိုင်ငံအထင်ကြီးရမှာလည်းဗျအဲကျွန်တော်တို့အခြားသောအခြားသောဒီကိုရီးယားတို့ဂျပန်တို့မှာကြီးရန်ရထားတွေပြေးဆွဲနေတယ်အာမင်းတို့ဒီမင်းတို့ရဲ့ဒီကျွန်တော်တို့နိုင်ငံမှာအာကျွန်တော်တို့တမင်းနစ်မှာတမင်းနစ်တမိုင်လုံးတော့တမင်းနစ်တမိုင်လုံးတော့ကျွန်တော်ရန်ကုန်မန္တလေးမပြေးနိုင်ဘူးစားတဲ့ဒီလိုသဘောထားကြီးလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံရဲ့ပြည်စည်းကိုကျွန်တော်တို့ကထင်းသိရမှာကျွန်တော်တို့ကိုယ်ယူရမှာတဖြည်းဖြည်းမြင့်နေရမှာပေါ့ဗျာအပြည့်တင်နေလို့မှမရတာ ကဲဘသူအပြစ်တင်နေရပါလဲကျွန်တော်တို့ကိုကိုကိုလည်းအပြစ်တင်မှုလို့ရပြကျွန်တော်တို့ကိုယ်တိုင်းဩငါဒီမှာမပါဝင်ခဲ့လို့ဒါကြောင့်ကျွန်တော်တို့ရဲ့နိုင်ငံအပြောင်းလဲနဲ့ပတ်သက်ရင်ကျွန်တော်မဲပေးကြပါကျွန်တော်နိုင်ငံနိုင်ငံသားတွေအားလုံးမဲပေးကြပါဒါဆိုရင်ကျွန်တော်တို့အဲ့လိုပဲ2025အကြုံမှာကျွန်တော်တို့ကောင်းမှုနဲ့အရွေးကောင်းမှုနဲ့အခြေအနေတရက်ကိုကျွန်တော်တို့ပိုင်ဆိုင်ကြမှာဖြစ်ပါတယ်အဲ့တော့ဒီကနေ့ဒါစီးရီးယားနဲ့မြန်မာရဲ့ဘောလုံးကွဲကကျွန်တော်အရန်ကိုစိတ်လှုပ်ရှားခဲ့ရတယ် ဒီကျွန်တော်မြန်မာဘောလုံးမျိုးဆက်နဲ့ပတ်သက်ရင်ကျွန်တော်ဥစ္စာတော်ကျွန်တော်အရင်ကြည့်လို့တင်ပါတယ်ဥစ္စာတော်ဟာသူ့ရဲ့အဲသူသူဒီဘောလုံးနဲ့ပတ်သက်ရင်သူ့ဘဝတော့သူယင်းနှမြုံနိုင်ပြီးတော့ဒီထဲမှာသူ့ရဲ့စိတ်တွေဘဝတွေယင်းနှမြုံနိုင်ပြီးတော့တကယ်ကိုကျွန်တော်အထောက်အပြုပြုခဲ့တဲ့ပုံကိုဖြစ်တဲ့တကယ်ကိုအားပေးခဲ့တဲ့သူဖြစ်ပါတယ်ကျွန်တော်ဥစ္စာတော်ကတကယ်ကိုကျွန်တော်တို့လူဆွမ်းအရင်မြင့်နဲ့ပတ်သက်ရင်တကယ်ကိုမွေးထုတ်ပေးတဲ့မွေးထုတ်ပေးတဲ့ကျွန်တော်တို့တကယ်တိုင်းမြင့်ချစ်တဲ့လုံငန်းရှင်ကြီးဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုပဲသဘောထားရတယ်ဗျာဒီလိုပဲကျွန်တော်တို့ ဟိုဥစ္စာတော့ကျွန်တော်အဲ့လိုပဲမြင်တယ်တကယ်ကိုကျွန်တော်တိုင်းပြည်လူသွားတဲ့ပတ်သက်ရင်တကယ်ကိုအားပေးတဲ့အားပေးတဲ့ပုံကိုကြီးပါကျွန်တော်ချစ်ပါတယ်ဒီဥစ္စာတော့ချစ်ပါတယ်တကယ်ကိုချစ်ပါတယ်ဟိုချစ်စရာလည်းကောင်းပါတယ်ဥစ္စာတော့တကယ်ကိုချစ်စရာကောင်းပါတယ်ကျွန်တော်ကျွန်တော်တို့ပြည်ပန်းပြည်ရာကိုအနေနဲ့ကကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့အဲကျွန်တော်တို့ဒီမြန်မာအသင်းရဲ့အောင်မြင်မှုကကျွန်တော်တို့မြန်မာအသင်းရဲ့အောင်မြင်မှုကကျွန်တော်တို့လိုပဲခင်ဗျားတို့လည်းပြောရှင်ကြပါပါเนาะကျွန်တော်တို့ရှင်းပါရှင်းနေဗျာ ျွန်တော်တိုင်းပြည်ကိုချစ်လို့ကျွန်တော်မုန်းဝင်မုန်းပလိစီဗျာမုန်းပလိစီကျွန်တော်ဘဝတွေကရှင်းရှင်းပြောရမယ်အရှိတရားကျွန်တော်တို့ဟိုခီးသွားရင်တော့ကျွန်တော်တို့ဘယ်နေရာမှာလောက်ကြံမလဲပေါ့ဘယ်နေရာမှာကျွန်တော်တို့ဒါလောက်မလဲဆိုတာကျွန်တော်တို့အများနဲ့တွေးပါတယ်တိုင်းပြည်ချစ်လို့မုန်းဝင်မုန်းပါစီဗျာတိုင်းပြည်ချစ်လို့ကျွန်တော်ကလောက်ကြံခံပြီးတေခဲ့လဲတေခဲ့ပါကျွန်တော်မြတ်တယ်ဗျာကျွန်တော်မြတ်တယ်တိုင်းပြည်ကိုချစ်လို့မုန်းတာမုန်းပေါ့ဗျာကျွန်တော်တိုင်းပြည်ခက်တယ်လူမပေါ့တိုင်းပြည်ချစ်လို့ကျွန်တော်ဒီလောက်လို့တာဗျာ အဲ့လိုပဲကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေတိုင်းပြည်ချစ်ကြပါချစ်ကြပါကျွန်တော်တို့ချစ်ကြောင်းကိုပြရွေးကောက်ပွဲကိုမဲထည့်ပြီးတော့ချစ်ကြောင်းကိုတက်တည်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်ဗျာเนาะကျွန်တော်တို့မှာတော့ဒါကျွန်တော်တို့ကျွန်တော်တို့မှာချစ်တဲ့သူတစ်ဖက်ရှိမယ်မုန်းတဲ့သူတစ်ဖက်ရှိမယ်အဲချစ်လည်းမချစ်မုန်းလည်းမုန်းဆိုတဲ့အုပ်စုတအုပ်စုရှိမယ်ကျွန်တော်တို့တိုင်းပြည်ချစ်လို့မုန်းဝင်မုန်းပါစေအဲ့ဒီအမုန်းတရားကိုကျွန်တော်ကြင်ကြင်နဲ့နဲ့ခိုင်းယူမယ်ဗျာမုန်းတဲ့သူတွေရဲ့အမုန်းတရားကိုကြင်ကြင်နဲ့နဲ့ခိုင်းယူမယ်ချစ်တဲ့သူရဲ့ချစ်ချင်းပြတာကိုလည်းကျွန်တော်ရေရေဝုန်းဝုန်း 第七千米到这种啊，金融业太监那边了，阿罗就是。